မြန်မာနိုင်ငံကမေကဲလိန်နဲ့ရုပ်ရှင်မင်းသားတွေကိုစိတ်ဆိုးသွားစေမယ့်စကားတစ်ခွန်းပြောလိုက်တဲ့ဒေါက်တာညိုမင်းတွင်မြန်မာနိုင်ငံကအနုပညာလောကထဲမှာမေကဲလူတွေမင်းသားတွေရှေ့ရသွားအောင်ပြောလာသူကတော့ဒေါက်တာညိုမင်းတွေမှာအားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာအနုပညာရှင်တွေတော်တော်များဟာအလှလို့ကြပါရီအထူးသဖြင့်ရုပ်ရှင်ရိုက်ကွင်းရောက်မှမေကဲပုပ်ပုပ်တွေ တဖုတ်ဖုတ်အုပ်ကြတာပါ။ဒါကြောင့်လေမြမရုပ်ရှင်စကားထဲမှာမင်းသမီးတွေဟာမျက်နာမှာမိကက်ထူထူကြီးတွေနဲ့ကြည့်ရဆိုပါရင်မင်းသမီးတွေဒီမကပါဘူး။မြမနိုင်ငံမှာမင်းသားတွေကစာမိကက်လူကြပါရင် အထူးသဖြင့်နေတိုးဆဆိုင်ခံလိုက်စားတဲ့မိသားတွေဆိုရင်မိကက်ဖွေးတာလူကြတဲ့မိသားတွေပါဒီလိုမိကက်လူတဲ့မိသားတွေကိုဒေပြုတ်လိုက်တာကဒိုက်တာညိုမင်းလူမင်းဖြစ်ပါတယ်ဒိုက်တာညိုမင်းလူဟာအခုဆိုရင်တော့ထွထွန်းကိုဥမာပေးကရုပ်ရှင်ကိုမိကက်လူပြီးတည်ဆောင်တဲ့နေတိုးနဲ့ခြားမိသားတွေကိုဝေဖန်လိုက်တာဖြစ်ပါတယ်ပြည်သက်တွေကတော့ညိုမင်းလူတရားတန်ရှင်းရှာတယ်လို့မြင်ကြတာပါဒီမတိုင်ခင်ကဒိုက်တာညိုမင်းလူဟာ မီဒီယာတွေကိုတုံးချကတော်တော်တန်းရှင်းရှာနိုင်တဲ့ထိုက်တာလို့ဆိုရပါလိမ့်မယ်။အထူးသဖြင့်ထိုက်တာညမင်းတွေဟာသူရိုက်တဲ့ရုပ်ရှင်ဇာတ်ကားတွေရှုံတင်ကနေပြီဆိုရင်အကြောင်းအရာတခုခုနဲ့လူတွေကိုပွဲဆူအောင်လုပ်ခါအတန်းရှင်းရှာလိမ့်ရှိသွား။ထိုက်တာညမင်းတွေဟာရုပ်ရှင်ရိုက်ခွင်းထဲမှာမိကဲပညာရှင်တွေပုတ်ပုတ်လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကအလားဖန်ရှင်တွေကိုပွဲဆူအောင်လုပ်ခဲ့တာပါ။အခုတကားမှလည်းထိုက်တာညမင်းတွေဟာမြန်မာနိုင်ငံမှာမိကဲလုပ်ပြီးတော့ရုပ်ရှင်ရိုက်တဲ့နေတိုးနဲ့အခြားသောဆက်ဆံခက်လန့်စတဲ့မင်းသားတွေကိုတည်ပြလိုက်ပါရင်အားလုံးသိကြတဲ့အတိုင်းခုချိန်မှာတော့ထိုက်တာ ညွန်မင်းလွင်ဟာမင်းသားထိုတိုနေတိုရိုနဲ့တူအစိုးရရုံးမြတ်သူစားတဲ့တရုတ်ဆောင်တွေနဲ့ညမထွက်ရဆိုတဲ့ရှင်စကားကြီးကိုရုံတင်ပြသနေပြီဖြစ်ပါတယ်အစိုးရစကားကြီးရုံမတင်ကနေညွန်မင်းလွင်ဟာသူ့အနေနဲ့ညမထွက်ရစကားထဲမှာပါတဲ့နေမင်းနဲ့ထိုတိုရဲ့တရုတ်ဆောင်ဘုံတွေကိုရိုင်းကြိုက်ကြောင်းအထူးသဖြင့်ထိုတိုဟာဒီညမထွက်ရရုပ်ရှင်စကားထဲမှာမိတ်ကပ်လုံးဝမလုပ်ခဲ့ကြောင်းဒါပြင်ထိုတိုနဲ့တူတူတရုတ်ဆောင်နဲ့နေမင်းလည်းမိတ်ကပ်မလင်းခဲ့ဘူးလို့ဆိုပါတယ်ဒေတာညွန်မင်းလေးကတော့ရုပ်ရှင်မင်းသားတဘာဝကြတဲ့မင်းသားဆိုတာဒီလိုဖြစ်နေရမှာဖြစ်ကြောင်းမြန်မာပြည်အမင်းသားတွေကမိတ်ကပ် တွေဖွေးနေအောင်လို့ကရိုက်ကြကြအောင်အဲ့လိုမင်းသားတွေကိုသူ့အနေနဲ့တစက်လေးမှကြည့်လို့မရကြအောင် အထူးသဖြင့်ရှူတင်းရိုက်ကွဲမှာမိကက်လေးတားလိုက်စပင်းလေးတားလိုက်လုပ်နေတဲ့မင်းသားတွေကိုကြည့်မရပဲထို့ထို့လို့မိကက်မလို့တဲ့တဘာဝမင်းသားစစ်ကိုပဲလူကျင်နေလို့ထည့်ပြောလိုက်တာပါဒါတောင်မှဒရိုက်တာညိုမင်းလင်ဟာသူဟာရေတုံးကဆိုရင်ထွထုံးကိုကြည့်လို့မရကြောင်းအဲ့လိုကြည့်လို့မရကြောင်းလည်းထည့်ပြောဖို့ကအခုမှသာကြည့်လို့ရတယ်လို့ဆိုပါတယ်ပရိသတ်တွေကတော့ညိုမင်းလင်ကမိကက်လူတဲ့မင်းသားတွေဆိုတာကနေတူးနဲ့ခြားမင်းသားတွေကိုပြောတာဖြစ်မယ်လို့ဆိုပါတယ်အခြားတစ်ဘက်မှာတော့ပရိသတ်တွေကဒရိုက်တာညိုမင်းလင်ကတဘာဝမင်းသားပါဆိုပြီးတော့ ချီတူနေတယ်မင်းသားတွွန်းကမျက်ခုံးမွေးကိုတက်တူးထိုးထားတာမလို့ဝိုင်းလောင်နေကြတာပါဒိုက်တာညမင်းတွေကတော့အချားမင်းသားတွေမိကက်လူတာကိုအပြစ်မပြောပေမဲ့သူ့ဘက်ကတော့တစက်လေးမှကြည့်မရဘူးဆိုပြီးတော့ပြောလာတာဖြစ်ပါတယ် ။ကဲပရိသတ်ကြီးတို့လေမိကက်လူရဲ့မိန်းသားတွေကိုဘလို့သဘောရလဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။အာမင်းနဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်ရဲ့ဒီနေ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တောင်းမိကြပါနဲ့အောင်ရှင်။အာမင်းနဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရွှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။